ုနေရတဲ့တက်တာလားတဲ့မိတယ်ဟာအဖေလည်းကျမကြီးတစ်ချက်ပြူစွာသေးတယ်အလုပ်လေးလည်းပြည့်လို့ရတယ်ချက်တယ်သူကကို့ဆိုတာပို့ပြီးသားတွေထပ်ပို့ပြီးအားကိုးတယ်မနေ့ဆိုရင်ဆေးရုံမှာကျူတီဆောက်အဝင်လာတဲ့အလုပ်လေးတွေရှိနေလဲအသေးအံပြည့်လို့အဲ့လိုမျိုးမအိပ်ရဘူးတကယ်မှပင်မမအောင်ဒါမှကိုကဝါသနာပါတာကိုပင်မနဲ့လို့မသက်ပါဘူးမိသားစုကကွာဟိုတက်တိုက်ဟိုဆုံဆုံလေးလေးမနေရဘူး တယောက်တပွဲစီနေရတာများတော့မိသားစုနှူထွေးမှုဆိုတာအမတို့ရှိမှာတိတ်မရှိသလောက်ပြောမယ်ဆိုရင်ပေါ့နော်အမငငယ်ငယ်တည်းကဝါသနာပါတာဒီဇက်လောကအောင်မဟုတ်ဘူးအဲအဲ့လိုအဆိုးရဖြစ်ချင်တယ်အဲတရုပ်ဆောင်ကောင်ဖြစ်ချင်တယ်အဲ့လိုမျိုးတရုပ်ဆောင်တဲ့အဆိုးရဆိုလို့ရှိရင်တရုပ်ဆောင်ဘက်ကပူပြီးအားတာအဲ့လိုမျိုးမင်္ဂလာပါမလို့ဖြစ်ကြလားဆိုတော့အဆက်ပြတ်သွားပေါ့အဖေကျမကြီးကဘုံသားကြီးအခုဒီလိုကောက်ချင်လိုက်တော့အမတလနီးပါးလောက်နားလိုက်ရတယ်။ပွဲရသေးတော့ကတော့မတောက်ချောက်ထွက်တယ်လေ။ ုမင်းရည်တရင်ဝါလာကျတော့တော့ထွက်တယ်အခုမိုးရင်းရောက်တော့နေနေနားဝတဲ့အချိန်မှလည်းအဖေကထားပြလိုက်တာဆိုတော့နေနေအဆက်ပြတ်သွားတယ်ပုံစံဖြစ်တော့ကြားထဲမှာပေါ့အချိန်ဘလူးလူးနေရဟာလူးရတာပေါ့နေဘက်လည်းမအိယာညဘက်လည်းမအိယာအဲ့လိုမျိုးပေါ့နော်ဟိုဘယ်ပြောမလဲမနေ့ဆိုရင်ဆေးရုံမှာကျူတီဆောက်အဝင်လာတဲ့အလုပ်လေးတွေရှိနေလဲအသေးအံပြေးလို့အဲ့လိုမျိုးမအိယာဘူးတကယ်မှဖီရုံးနဲ့တော့အတူတူအဲ့လိုဖြုတ်ပြေးခဲ့တာတော့မရှိဘူးကိုကငယ်ငယ်တော့အဖေကတဲ့ဇက်တွေမှာအဲ့လိုရှောက်လိုက်တာပဲရှိရလေအခု ီအရွယ်ရောက်လာတော့မှကိုကောင်းကျော်နဲ့အတူတူမောင်နှမနဲ့ရောဇက်ထောင်ကအငိမ့်ထောင်လိုက်သေးတယ်ဇက်ထောင်လိုက်သေးတယ်အင်ပါယာအဖွဲ့ဆိုပြီးတော့အဲ့မှာမောင်နှမတွေအတူတူနှစ်နှစ်ပေါ့ပထမတစ်နှစ်ကဟိုချင်းနိုးဆိုရင်မင်းသားလေးသူနဲ့တစ်နှစ်ထောင်တယ်ပြောနောက်တစ်နှစ်ကျတော့မျိုးချစ်ဆိုရင်မင်းသားလေးနဲ့နှစ်နှစ်ပဲထောင်လိုက်တယ်ထောင်ပြီးတော့သူလည်းဇကောင်းကွဲသွားရဲဆိုပါတော့အောင်မြင်ကျွန်တော်အဲ့လိုပဲလေမအဝင်တော့မကဘူးသူဇက်ထောင်တဲ့အချိန်မှာကိုကလည်းပပဝိုင်းဝင်းပြီးပတ်မိုးကိုညီပဲအဲ့လိုမျိုးလိုက်လုပ်ပြရပဲရှိတယ်မောင်နှမတွေကပြောမယ်ဆိုရင်ဟိုမိသားစုကွာဟိုတက်တိုက်ဝင်စုံစုံလင်းလင်းမနေရဘူး တယောက်တပွဲစီနေရတာများတော့မိသားစုနှူထွေးမှုဆိုတာအမတို့ရှိမှာတိတ်မရှိတဲ့လောက်ပြောမယ်ဆိုရင်ပေါ့နော်သူလည်းသူ့လို့သူ့လို့ကိုလည်းကိုလို့ကိုလို့အဲ့လိုမျိုးဖြစ်ဒါပေမဲ့အဖေအမေနဲ့လက်ဘုန်းတည်းနေရတော့အမပဲရှိတယ်အကိုကတော့သူ့ဟာသူ့အိမ်အောင်နဲ့သူဆိုတော့တသက်နေတာဆိုတော့လေချစ်တယ်သူကကို့ဆိုတာအပူပြီးသားတွေထပ်ပူပြီးအားကိုတယ်သူသွေးပါမမရဲ့ကိုကောင်းကျော်ရဲ့နှစ်ယောက်ပဲရှိတယ်အဖေကအနုပညာသမားဖြစ်တဲ့အတွက်အဖေရဲ့အနုပညာ သူကအပြစ်အဲ့လိုမျိုးလိုစေချင်တာဘယ်လိုပြောမလဲရစေချင်တာပေါ့နော်ဒီရုပ်ရှင်တရုပ်ဆောင်ပဲဖြစ်ဖြစ်ဒီသဘင်ဘက်မှာပဲဖြစ်ဖြစ်ဥမာအငိမ့်ကတာပဲဖြစ်ဖြစ်ဇက်ကတာပဲဖြစ်ဆိုတော့တခုခုကိုထုံထုံမြမြအောင်မြင်ဖြစ်စေချင်တာဘယ်အမှုပညာမဆိုပေါ့နော်ဖြစ်စေချင်တာအမအဲ့လိုတရုပ်ဆောင်ကောင်ဖြစ်အောင်သူကကြိုးစားအဖေကအများတန်းပြောတယ်အားကြောင့်မလို့အဖေစိတ်ချမ်းသာအောင်လို့လေဒီသက်ဒီရွယ်အထိအဖေနာမှာပြုစုနေတယ်သမီးစူးစမ်းနေတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တယ်သမီးလို့ဇမင်းမျိုးဖြစ်ချက်ဖြစ်ချက်ကိုကအဖေကဇက်သမီးအားဆိုပေမဲ့အမက ပြောရလို့ရှိရင်အမငငယ်ငယ်တည်းကဝါသနာပါတာဒီဇက်လောကကိုမဟုတ်အဲ့လိုအဆိုးရဖြစ်ခြင်းနဲ့အဲ့တေယုတ်ဆောင်ကောင်ဖြစ်ခြင်းနဲ့အဲ့လိုမျိုး ငငယ်တွေကအကြောင်းတိုက်အောင်မှတငယ်ချင်းတွေကယူကြရလေအာနေကတက်မမြင်အာငါအိမ်လာကြောစင်အဲ့လိုမျိုးဆိုတာမတရားတွေရှိကြတယ်ငငယ်တော့ကတော့အဲ့ဇာသမားတွေဘဝအရင်ပင်မဆင်းရဲ့ဒုက္ခရောက်တယ်ပေါ့နော်အဲ့ဇာကားကြီးတွေစီးနေဘူးတဲ့မှာဒါပေမဲ့အဲ့လိုဘဝလေးကိုဇာသမားတွေကတကယ်ကိုပျော်တယ်သူတို့ဘလို့အဲ့လိုမျိုးစင်းစင်းရဲ့နေရတယ်သူတို့စိတ်ထဲမှာမနေလူတွေဆူဆူဆူအဇာကားကြီးတွေဘဝမှာစီးဆင်းရဲဒုက္ခလည်းအရင်ရောက်တယ်အခုမှသာခင်မိတော့မှသာဟိုကိုဖို့ချစ်တို့ခုကိုစွမ်းစံနေလို့ခင်မာတာ ဟိုဇာတ်သမားတွေပွဲကူးပွဲတန်းသွားရဆိုလို့ရှိရင်ကိုပိုင်က expect တွေပိုင်းနဲ့ဖြစ်သွားပါဘောနော်ဒါပေမဲ့အရင်တော့တော့အဲ့လိုအခြေအနေမဟုတ်ဘူးအဖေတို့ဇက်ကားတဲ့အခြေအနေကတော့ဇက်ကားကြီးတွေနဲ့ဒီရက်ထဲမှာတခြင်း MDB လေးတွေဇက်တိုက်ရိုက်ထွက်တယ်ဘောနော်ပြီးတော့သူများရဲ့တခြင်းလေးတွေရောပြီးတော့အမကိုပိုင်တခြင်းလေးတွေရောထုတ်ထားတာအခုဆိုရင်ခုနှစ်ပုံမြောက်ရှိပြီဗော။ အဲ့လေးမူစတိုက်လုပ်ဖြစ်တယ်ပေါ့ဒီရက်ထဲမှာအဖေလည်းအိမ်ကိုပြန်ဆင်းလာပြီဆိုတော့အိမ်မှာ next month လေးခေါ်ပြီးတော့အဖေကိုအိမ်ရမိသားစုနဲ့ next month လေးနဲ့ပြုစားပြီးတော့ကိုကရတဲ့အချိန်လေးပြေးပြီးလောက်ရတာပဲအမှန်တော့အမှုပညာလို့သာပြောတာအမှုပညာသမားဘဝရောက်ဖို့သာတော်တော်ခက်ခဲတယ်ဟိုအမြင်ပေးတဲ့တယောက်အနေနဲ့ကြည့်ရတာတကယ်လွယ်ကူတာတချင်းတစ်ပုတ်ဆိုလည်း9မိနစ်ဆယ်မိနစ်ဘာမှမကြောက်လိုက်ခွန်းလိုက်ဒါပေမဲ့လောက်ရတဲ့အရာတွေကခက်ခက်ခဲခဲနဲ့နဲ့ရှင်းနေနေတာဒါတွေကိုပေးတဲ့တယောက်မှမြင်ကြောက်တချို့လူတွေကြောက်လည်းဝေဖန်ကြရပေါ့နော်မင်းဒီလောက်ကတော့ငါတို့လည်းလုတ်တတ်ပါရဲ့အဲဘယ်လိုမျိုးအဲ့လိုမျိုးရှိရဲ့ဒါပေမဲ့ဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက်ပါ အမှုပညာဆိုတာတကယ်တမ်းကျတော့မလွယ်ဘူးလို့ဆိုတာအမောက်ဆိုတာလေဘယ်လိုမလဲအရင်ကြီးအောင်မြင်တဲ့အထင်မှအမောက်မပါသေးအများကြီးကြိုးစားအောင်ပဲပေါ့နော်ဒါပေမဲ့ဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက်ဘယ်လိုပဲဝေဖန်ဝေဖန်အမောက်စိတ်ထဲမှာဘယ်လိုမှမသက်မပါဘူးပေးသက်ချင်းမှလည်းအမားတို့ကဒီအမှုပညာလမ်းကြောင်းပေါ်မှာရှောက်လို့ရမှာလေပေးသက်ကချစ်ခင်အားပေးမှာသူတို့ရဲ့မြတ်တာကိုရမှာကိုတည်းကိုကချောလာနေလို့လေဒီအလုပ်ကမပြီးဘူးစမ်းရှိနေမှလည်းဖြစ်မှာလေအမှုပညာဆိုတော့အဲ့တော့ဖက်ဖက်ကပြည့်စုံနေမှဖြစ်တဲ့အတွက် ပိသက်တွေချစ်ဖို့တော့အများကြီးကြိုးစားနေပါတယ်လို့ပြောချင်ပါတယ်။ကုဒီယာကိုဒီဇိုင်းမမတ်ပြောင်းတာ၅နှစ်၆နှစ်လောက်တော့ပြန်ရှိပြီ။ဇလန်းနေတိတ်မရိုက်ဖြစ်ဘူး။ခုနောက်ပိုင်းလေးအဲ့တချင်း MD ဘလေးတွေတောက်ချောင်ရိုက်ဖြစ်တာအများကြီး။ဟိုဇလန်းနေလည်းအခုရိုက်ဖို့တော့နည်းနည်းတချင်းတချင်းတော့တိုးနေပါတော့နော်။ရိုက်ဖို့တော့အဆီသင့်ရှိပါတယ်။ဇလန်းတို့လေးတွေပြီးတော့မောင်လေးမိုးညွန့်နေလည်းအခုဇလန်းလေးတွေအများကြီးရိုက်ဖို့လက်ခံထားတာရှိတယ်။အခုဒီရက်ထဲမှာအမကိုပိုင်တချင်းလေးပေါ့ဟိုဆရာကိုနေစွဲအောင်ရေးပေးထားရဲ့မိုးနဲ့တူဆက်တချင်း MD ဘလေးရိုက်တာအခုဒီရက်ထဲမှာထွက်မှာပါတော့နော်။ အဲ့အချင်းလေးထွက်လို့ရှိရင်လည်း line ပေါ်မှာတင်ပေးပါမယ် YouTube TikTok အကောင့်မှာလည်းတင်ပေးမယ်အဲ့တော့ပိတ်သက်ကြည့်ရတယ်အားပေးပါလို့ပြောချင်ပါတယ်တရုပ်ဆောင်နဲ့ဆိုလို့ဆိုလို့ရှိရင်တရုပ်ဆောင်ဘက်ကပူပြီးအားတာအဲ့လိုဆိုတော့အခုခေတ်ကလည်းအခုသိရတဲ့အတိုင်းပဲလေ TikTok မှာလည်းအဆိုတော်ကြီးကပွားထားနေအများကြီးပဲအဲ့တော့ကိုယ်လည်းမလုပ်လို့ဖြစ်တော့ဆိုမှဖြစ်တော့မယ်ဆိုပြီးဆိုပြစ်တာပြန်ဆိုသေးတယ်ပေါ့မှာ ပေါက်တယ်တော်တော်များများပေါက်တယ်ဒါပေမဲ့တချင်းတိုင်းလည်းပေါက်တယ်လို့လည်းမဟုတ်ပါဘူးပြန်ဆိုသေးတယ်ဆိုတာများတယ်ဆိုရင်အမကိုပိုင်လေးလည်းထုတ်ချင်တာပေါ့နော်အခုကအမရိုက်ထားတာခုနှစ်ပုံမြောက်ပေါ့ခုထွက်မှာအခုတလုံးအမမောင်လေးဟိုဟာရဲတိကျတချင်းလေးကိုရိုက်ပေးကြတာအခုအဲ့လေးတော့ထွက်သွားပြီရှင်ကိုပိုင်ချင်းအခုမအားလုံးဆေးပုတ်အပ်ထားတယ်ဒါပေမဲ့သူတပုတ်တပုတ်ကိုတီးရတာနဲ့အတီးအပ်တာနဲ့ MDV ရိုက်တာနဲ့ဆိုရင်တလတလလောက်တော့စောင့်ရတယ်တလလောက်ဆိုတော့ဒါမှတလချားတစ်ခါလောက်ဦးမှာထွက်နိုင်အောင်တော့ကြိုးစားနေပါတယ်အဖေလည်းကျမကြီးတစ်ချက်ပြူစွာသေးတယ်အလုပ်လေးလည်းပြေလို့ရတယ်ပင်မမအောင်ဒါမှကိုကဝါသနာပါတာကိုပင်မနဲ့လို့မသတ်မအောင်ရှိရပေါ့အမှုပြန်ဆိုတော့အတိုက်ခိုက်ကတော့ကို့ကိုမနာလိုတဲ့လူတွေလည်းရှိတာပဲလိုတဲ့သူတွေလည်းရှိတာပဲတကယ်ကိုချစ်ခင်ပြီးတော့ချစ်ပေးရတဲ့လူလည်းအများကြီးရှိတယ်အဲ့အတွက်လည်းဘလို့ပဲဖြစ်ဖြစ်ပါချစ်တဲ့သူပဲဖြစ်ဖြစ်မုန်းတဲ့သူပဲဖြစ်ဖြစ်ကိုရီးယားကတော့အမှုပြန်သမားဖြစ်တဲ့အတွက်ဘယ်သူတူတယောက်ကမှမြစ်တမ်းမပြတ်ပါဘူးလို့ခံရတော့ခတ်တာပေါ့ဒါမှဒီလိုပဲစူးစမ်းရတာပဲလေ အောင်မြင်မှုတိုင်းမှာအခက်အခဲဆိုတာရှိရပဲဒီလေကားတွေကိုတစင်းတစင်းတက်သွားနိုင်မှာကိုလူချင်းနဲ့ပန်းနိုင်ရောက်ပါလေအဲ့တော့မယောင်မချင်းတော့စူးစမ်းနေရမှာဘလို့ပဲဖြစ်ဖြစ်ပါအဖေရဲ့သမီးတယောက်အနေနဲ့ရောအခုဘယ်လိုပြောမလဲအနည်းပညာလောကမှာလှုပ်ရှားနေတဲ့ဒေဥဆောင်တွေလည်းအခုဒေဥဆောင်အဆူတော့ပဲထားပါတော့အဲအဲ့လိုမျိုးလေးဖြစ်နေရတခုသူ့နေရာနဲ့သူတန်းလေးတခုရလာတဲ့အတွက်လည်းအတိုင်းမသိဝမ်းသာပါတယ်ဘလို့ပဲဖြစ်ဖြစ်အဖေကိုလည်းကျွေးမွေးပြူးပြူးဆောင်းဆောင်ရင်းနဲ့အနည်းပညာလောက်လေးလည်းအဆက်မပြတ်လှုပ်သွားဖို့အစီအစဉ်ရှိပါတယ်လို့အဲ့တော့ဒီ ချစ်တဲ့ပိတ်သက်ကြီးကလည်းစဉ်စဲမပြတ်စောင့်ကြည့်ယူပြီးတော့အားပေးပါလို့လည်းပြောချင်ပါတယ်။ကျေးဇူးတင်ပါတယ်။